နာဂရန်ရဲ့အတွေ့မှာပွဲကျန်သွားမဲ့ ISB ဒီနေ့ည9နာရီမှာတော့ ISB အသင်းနဲ့ Nagoran အသင်းတို့ရှင်ပြန်ကစားသွားကြမှာပါရှင်။ည9နာရီအချိန်မှအတော်ပြန်အစဉ်ပြောင်းနဲ့လှုပ်ပေးထားပါတယ်နော်။ဒီနေ့မှာတော့အုပ်စုတောင်းတဲ့အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်တာမို့ရလဘလို့ပဲဖြစ်ဖြစ်ပြည်သက်တီကတော့ဂျင်းနဲ့ကြမှာပါ။ဒါပေမဲ့ဒီနေ့ညပွဲမှာတော့ ISB အသင်းအနေနဲ့အရင်နေ့တွေကထက်တော့ပုံမှုအားပါပြင်းထန်တဲ့ကစားမှုတွေကိုခြားပြပွဲရှိလာနေတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ISB အသင်းရဲ့ရှင်မြိုင်ကစားမှုကပထမပွဲစဉ်ထက်ဒုတိယပွဲစဉ်တို့ကြိုးပါးနဲ့ရှင်မြိုင်မှုမှာပိုပြီးတော့အားကောင်းလာတာကိုသတိထား ားမိပါတယ်ပထမပွဲမှာ၉ပြက်ရှုံးခဲ့တာပြည်သူတို့အလုံးလည်းအသိပါပဲနော်ဒါပေမဲ့ ISB အသင်းသားတွေအနေနဲ့စိတ်တမ်းမြင့်တင်ပြီးတော့ဒုတိယပွဲစဉ်မှာတကူးတာပြီးခဲ့ရတာဖြစ်ပါတယ်ဒီပွဲမှာတစ်ဖက်တိုချိုဘားတဲ့အသင်းကအရန်ကိုကောင်းတဲ့အသင်းကြီးမို့ဂိုးတွေအများကြီးပေးရလိမ့်မယ်ဆိုပြီးတော့ပွဲမတိုင်ခင်မှာပြည်သူတွေကခံမှန်းခဲ့ကြပြီးမဲ့အသင်းသားတွေအလုံးရဲ့ကြိုးစားမှုကြောင့်ဂိုးတကူးတာပြီးခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ညမှာကစားသွားမယ့် နာဂိုရန်အသင်းနဲ့ပွဲမှာလည်းကိုရရှိမှုပါမြင့်တွေ့လာရနိုင်ွယ်ရှိနေပါတယ်။နာဂိုရန်ဆိုတာကလည်းအမြောက်ကိုရီးယားလက်ရွေးစင်တွေနဲ့ဖွဲ့စည်းထားတဲ့အင်အားအတောင့်တင်းစုံအသင်းကြီးတစ်သင်းဖြစ်ပါတယ်။သူတို့ပထမပွဲစဉ်မှာဆိုရင်တော့ဂျပန်ကလပ်တိုဂျိုဘာရီအသင်းကို၄ဂိုးပြတ်ကိုရှုံးခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်ကစားတဲ့ဆူဝန်အသင်းကိုတော့၃ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့်နာဂိုရန်အသင်းရဲ့ခြေစွမ်းကလည်းပို့ပြီးတော့တိုးတက်ကောင်းမွန်လာတယ်လို့ပြောရမှာပါဒီနေ့ညမှာအချိန်ပြန်ကစားသွားမယ့်နောက်ဆုံးပွဲစဉ်မှာတော့ ISB အသင်းအနေနဲ့ဘလို့ရလက်ပဲဖြစ်ဖြစ်ပွဲချင်းအပြည့်ကစား ပြီးတော့ကစားအာမချစိတ်တမချပဲနဲ့ရှင်မြိုင်စူးစမ်းစီကြပါတယ်ရှင်။ ISP အသင်းအနေနဲ့အုပ်စုတမတကယ့်ကိုအကောင်းဆုံးအင်အားအတောင့်တင်းဆုံးအသင်းကြီးတွေနဲ့တွေ့ဆုံကစားနေရတာဖြစ်ပါတယ်။အရင်ပွဲကထက်ပိုပြီးတော့စွမ်းဆောင်ရည်ကိုချပြပေးစီကြပါတယ်နော်။မြမပရိသတ်တွေကတော့အမြဲတမ်းအစဉ်သင်အပေးပြီးသားပါ။အင်အားကြီးအသင်းဆိုတာကိုကောင်းတဲ့ဟောမချဲပဲအတက်နိုင်ဆုံးအနိုင်ယူရှင်မြိုင်ကစားနိုင်ပါစေ။အမအယွန်းနဲ့နဲ့နဲ့ရှင်မြိုင်ကစားနိုင်ကြပါစေ။ဒီနေ့ညကစားမဲ့ပွဲစမှာတော့တွင်ကိုတွေကိုမျှော်လင့်မိသလိုအနိုင်ဆုံးတည်ရရလက်ကိုမျှော် ွန်းလင်းမိပါတယ်။ဒီနေ့ညမှာလည်းအင်အားကြီးအသေးနဲ့ရှင်ပြန်ကစားရမှာဆိုပေမဲ့ဂုံတိတ်ခါပိုင်းအရာတော့အကောင်းဆုံးပုံစံချပြနိုင်လိမ့်မယ်လို့ထင်ပါတယ်။ဒီနေ့ပွဲကိုလည်းသူဝနာကွန်းမှာရှင်ပြန်ကစားသွားမှာဖြစ်ပြီးတော့ဝင်းကြီးရလည်းအခမဲ့ပဲဖြစ်ပါတယ်နော်။လိုင်းဘော်ကနေကြည့်ချင်တဲ့သူတွေကတော့ Sky နဲ့ရုပ်သံလိုင်းနဲ့ MRTV နဲ့ YouTube ကနေကြည့်မယ်ဆိုရင်တော့ The AFC Hub YouTube Channel ကနေပြီးတော့လည်းဓာတ်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ ISP အသင်းအနေနဲ့ဒီနေ့ညကိုပေါ့ကြောင်စွမ်းဆောင်ပြီးတော့ Nagaland အသင်းကိုခက်ကြမ်းကြမ်းပဲကစားပြလိုက်ပါရှင်။ အုပ်စုနောက်ဆုံးပွဲစဉ်လည်းဖြစ်သလိုဒီနေ့စနေနေ့ညမို့ပြည်သူအားအပြည့်ဖြစ်နေမှာကြောင့်နိုင်ပွဲဖော်ဆောင်နိုင်မှာဈေးလို့ဆူတောင်းပေးရင်ဒီနေ့ညပွဲစဉ်ကိုစောင့်မျှော်အားပေးကြည့်ရှုပါမယ်ရှင်။